ခန္ဓာကိုယ်ကြီးကသေရင်ပုတ်တယ်စိတ်ကြတော့မသေခင်နဲ့ပုတ်တယ်နော်လူတွေတရှုပ်ဆိုရင်မသေလူကမသေသေးဘူးစိတ်ကအရင်ပုတ်တော့လူကြီးကပုံနှံအောင်ထွက်နော်စိတ်ထားလေးဒါကောင်းကောင်းလေးရှိလို့ရှင်လူသေသွားလည်းပဲသူကစိတ်ကောင်းလေးရှိတော့အပုတ်ကအနံ့မထွက်တော့ဘူးဘုတရှုပ်ကြတော့လူကမသေသေးဘူးစိတ်ကပုတ်နေတဲ့အခါကျအပုတ်နှံနေရထွက်နေလိုက်တာနော်ဒါကြောင့်ဟိုတေမပုတ်မဲ့ ရုပ်ကြီးကိုပြင်နေတာတဲ့ဆိုင်မသိခင်ပုတ်နေတယ်ဟိုဒီစိတ်တိခလစ်ကလေးကိုအရင်ပြင်နိုင်ရင်မဆိုးနော်စိတ်ကလေးပြင်နိုင်ရင်စေတနာလေးတွေပြင်ပြင်ပြုတ်ပြင်နိုင်မယ်ဆိုရင်ဘဝမှာလေနေရာတိုင်းအတွက်လူတိုင်းအတွက်ကစေတနာလေးကအရေးကြီးတာစေတနာလေးကတိတ်တမ်းမှုရှိတာဒီစာစုမဲ့ဘုန်းကြီးအဲ့ဒါလေးကိုတော်လေးအထူးပြုပြီးပြောပြတဲ့ပြောပြတဲ့ဆိုတာကစေတနာကိုတချို့ကနားလည်မှုလွဲပြီးတော့အရာောက်တွေလွဲနေတာသဘောတွေရှိတော့လေ မှန်ကတော့ဒီကတော့စေနာကောင်းဆိုတာလူတိုင်းမှာမရှိဘူးတဲ့ကိုမအဲ့ဒီစေနာကောင်းလေးရှိနေတာဒါအကောင့်တက်ခံလေးပါလားတဲ့ဒီတက်ခံလေးကိုတယောက်ယောက်ကြောင့်တစ်ခုခုကြောင့်ပြက်ပြဲသွားတာမျိုးမဖြစ်စေရဘူးတဲ့ဟုတ်အကောင့်တက်ခံလေးရှိတာလူတွေမှာချို့မွေးလာတဲ့ကမကောင်းတက်ခံနဲ့ပါလာတဲ့လူရှိတယ်အကောင်းတက်ခံနဲ့ပါလာအဲ့ဒါကိုဇယိုက်လို့ခေါ်တာဇယိုက်မှာလူတွေမှာဇယိုက်အမျိုးမျိုးလေး တမိသားစုထဲမှာပေါက်ပေမဲ့ဇိယိုက်တရားမတူတာတွေအများကြီးရှိတယ်။ညီကိုချင်းဖြစ်မဲ့ဇိယိုက်မတူတာတွေအများကြီးရှိတယ်။တချို့ကဒေါသဆက်ကြီးတယ်။တချို့ကရာဂဆက်ကြီးတယ်။တချို့အာတချို့တိခန့်တဲ့အားတွေကောင်းတယ်။တချို့ကလည်းတိခန့်မှုမရှိဘူး။အမျိုးမျိုးဖြစ်တချို့ကဇိယိုက်ကိုချမ်းတာ။ဆိုတော့ဇိယိုက်ဆိုတာကအတိတ်ကပါလာတဲ့အထုံကိုဇိယိုက်လို့ခေါ်တာပဲ။အထုံကိုဇိယိုက်ပါလာ။ရာဂဆက်အားကြီးတဲ့ပုံရာဂကိုကြီးတာ။နော်။ပညာဇိယိုက်အားကြီးတဲ့ဗုဒ္ဓဇိယိုက်ခေါ်တော့ပညာဇိယိုက်အားကြီးတဲ့လူကြတော့ဟိုး ဉာဏ်နဲ့သိခေါင်းတာတွေးခေါ်လေးခေါင်းအဲဝိတက်ဆိုကြံနေတဲ့ကြံကြံစီးတဲ့ဝိတက်ရဲ့အာကျဲကိုတွေးဖို့တွေးနေတာတော့အမြဲတမ်းနော်အဲ့ဒီဟိုကုနာကရာဂဆဲအာကျဲတဲ့ကြောကာမဂုံပဲခြံနေတော့တာရာဂဆဲအာကျဲတဲ့ပုဂ္ဂိုလ် ਨੇ အဲ့ဒီတတ္တဆဲအာကျဲတဲ့ပုဂ္ဂိုလ်သရတရားရှိတဲ့အာကျဲတဲ့ပုဂ္ဂိုလ်ကဟိုမွေးတဲ့ဟိုကသူကဖျားပေါ်ကြီးညိုကျင်လိုက်တာတရားပေါ်ကျင်တန်ခါပေါ်ကြီးညိုကျင်လိုက်တာကာမဂုံအာကျဲတဲ့ပုဂ္ဂိုလ်ကနုနုညံ့ညံ့လေးကြိုက်ပြဲတော့ ရာဂဆိုင်အာကြည့်တဲ့ပုံကိုလေးကြတော့ရာဂဆိုင်အာကြည့်တဲ့ပုံကိုလေးရာဂဆိုင်နဲ့တတ်တာဆိုင်နဲ့နည်းနည်းစင်တယ်ဗရာဇရာဆိုင်ရှိတဲ့အာကြည့်တဲ့ပုံကိုလေးဖျားဆိုကြီးညိုတဲ့တရားဆိုကြီးညိုတဲ့တန်ခါဆိုနဲ့ကောင်းအောင်မလို့လှုပ်ကြွေးတဲ့ပြုစုခြင်းတယ်ကာရာဂစေအာကြည့်တဲ့လူလာလေအဲ့ဒါလေခက်ဆင်ဆင်သူကလည်းကောင်းတာလေးတွေကြိုက်တယ်ကောင်းတာလေးတွေကြံစီတယ်ဒါပေမဲ့သူကရာခဘက်ကိုသွားတာကာမဂုဏ်ဘက်ကိုသွားတာဘာဖရာတရားတန်ခါသရာတရားဘက်မှာသွားတာဗုဒ္ဓဇေယိုက်နဲ့ဗုဒ္ဓဆိုတာအတိညာဝိတက်ဇေယိုက် ဝိတက်စီရိုက်ဆိုတော့တွေးခေါ်တယ်လို့တချို့ကြတော့လေညံကောင်းမယ်တချို့ကလည်းအတွေးကောင်းတယ်အတွေးများတယ်အတွေးများတာကညံကောင်းတာနဲ့မတူဘူး